ားလုံးပဲမင်္ဂလာပါဒီနေ့အောက်တိုဘာ20ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်အောင်ပါအဓိက focus ပြောဆိုမှာကတော့ US နဲ့ Venezuela နဲ့ကမ္ဘာနောက်ဆုံးသတင်းတွေ US နဲ့ Venezuela ကြားကပြင်းထန်မှုတွေတဖြည်းဖြည်းကြီးမားလာတယ်အခုအခြေအနေသာကြည့်နေမယ်ဆိုတော့ US ကတကယ်ပဲ Venezuela ကိုတိုက်ခိုက်တော့မှလားဆိုတဲ့အနေထားဖြစ်လာတယ် အခု US က Venezuela ရဲ့ Timbo ခြေလေးပေါ့ Timbo အချီးတွင်ရအငယ်တွင်ရသေးလေးတွင်ရပေါ့ခုနစ်စီးကို US က pitch up လိုက်ပြီဆိုတော့ဒီပင်းလေးပင်းလေးပိုင်းမှာတော့ US ဘက်ကတော့တော်တော်များများကတော့ထိန်းချုပ်ထားပြီအခု US ရဲ့ Navy ကအစ US ရဲ့ Marine တပ်သားတွေကအစ Venezuela ဘက်မှာအစုလိုက်အပုံလိုက်နဲ့နေနေရာယူထားခဲ့တာတဖြည်းဖြည်းနဲ့များလာတယ်ပေါ့နော် ဆို US က Caribbean ဖက်မှာဒီ Caribbean ဖက်မှာသူ့ရဲ့စစ်ရဲလက်နက်ကရိယာရဲ့သူ့ရဲ့စစ်သားတွေကိုအများအပြားချလာတယ်။ဒါကစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သက်အနေနဲ့ကိုပိုင်ပဲတော့တက်ကြည့်ပြတော့ကျွန်တော်ဗီဒီယိုပဲပြည့်ဗီဒီယိုပဲပြတော့မယ်ပေါ့နော်။ဆိုတော့တကယ်ပဲတိုက်ခိုက်တော့မှာလားဆိုတော့မေခွန်းကမေးစရာပါဘာဖြစ်လို့လဲဆိုတော့ Trump ကတော့ Venezuela ကိုတော်ပြီးမှတိုက်ခိုက်မှာတော့မဟုတ်တယ်လို့ဒါပေမဲ့ ဒီစီရဲ့ pressure တော့တကုန်ပေးတယ်တကယ်လို့များ Venezuela ခေါင်းဆောင်က US ကိုပြန်တိုက်ခိုက်မယ်ဆိုတော့ Trump US ကတော့ Venezuela ကိုလုံးဝစီရဲ့ချမဲ့ပုံပေါက်တယ်ပေါ့အခု Navy ရေတပ်အင်အားက14ရာခိုင်နှုန်းပေါ့ Caribbean ဖက်မှာ US ကအကုန်လုံးရွှေ့ထားတယ်တဲ့နောက်ထောင်ကြည့်အောင် 14% of the Navy's fleet is now in the Caribbean, according to IEJ media, mm -hmm. including a build-up build of 10,000 Marines and sailors, a dozen warships, a nuclear powered fast. 10,000 Marines! <laughs> 也得是打人的刀作品来的, sitting boring, sitting boring, go, the sessilashine. Biro nuclear lenna go, they sound like a sitting boring panere. Biro fast attack submarine လေးပါနေတယ်စဉ်းစားကြည့်နော် no? attack submarine a special operations mothership with drone capabilities drone ကိုတည်ဆောင်နိုင်တဲ့ right? special operation timbo special ကိုသူတို့ဆေလွထားတယ် right? re guided missile destroyers and the USS Iwo Jima ဒါရီအားလုံးကတော့ missile destroyer မြေဒုံးကျယ်တွေကိုဖြတ်စီးနိုင်တဲ့လက်နက်ကြီးတွေကသူတို့ကပါလာတယ်ဗျာနော် with an amphibious ready group on board the USS Lake Erie, a guided missile cruiser with 30 Tomahawk missiles, was pulled from the Pacific. Uh -huh. tomahawk, on tomahawk on Venezuela. Where Tomahawk the US sent three B 52s escorted by stealth. And Three B fifty two F thirty fives on a show of force mission. F thirty five lepane. Ten F thirty fives have been. Ten F thirty five. Oh my God, Nedam hobu no later de ne ra mho bu yeta based in Puerto Rico since September 13th. mm fire and flight operations across the Caribbean have made the buildup look far bigger than a counter narcotics push, yet not big enough for an invasion. The focus appears to be disputed Venezuelan leader. Wow. So, September 13th, US ka ari niya ma, niya rin cha tha la la no. အခုတနေ့ပြီးတနေ့ US ရဲ့နေရာမှုတွေကပုံမူကြီးထွားလာတယ်ဆိုသူတို့ရဲ့အဓိက target ကတော့ဒီ Venezuela Council Nicolas Maduro ပါဗောနော် Nicolas Maduro and now Colombia's president Gustavo Petro အခုက Colombia ရဲ့သမ္မတ Gustavo Petro လည်းပါနေတယ်ဒီ Gustavo Petro က US ရဲ့ target ထဲမှာပါလာတယ် Colombia ရဲ့သမ္မတဘာကြောင့်လဲသိလားလူကြီးတဲ့တပတ်က ဒီ Venezuela သမ္မတ Nicolas Maduro က Latin America တွေကိုနိုင်ငံရေးလုပ်တာပေါ့အမေရိကကကျွန်တော်တို့ Latin America မှာလာပြီးမှပြဿနာရှာနေတယ်ကျွန်တော်တို့ဖက်ရက်ဒီပါဆိုမှပြောနေတယ်အဲ့ဒီနောက်ပိုင်းမှာ Colombia ရဲ့သမ္မတက Donald Trump ရဲ့အမေရိကကိုဆန့်ကျင်တယ်ပေါ့မင်းတို့ကအလိုလိုလို့မရဘူးဘာညာပြောတယ်ပေါ့အခုသူ့ကိုလေအမေရိကရဲ့ target ထဲမှာပါလာတယ်နော်ဒီ Colombia ရဲ့သမ္မတကြီးကလည်းအမေရိကရဲ့ target ထဲမှာပါလာတယ် He's a lunatic who's got a lot of Maduro and now Colombia's president Gustavo Petro. Gustavo Petro. Gustavo Petro Colombia to mra ko Donald Trump ka blo pyo le di kaung ka sau yu be so ma pyo twa la. သူကပြဿနာတွေအများကြီးရှိတယ် mental စိတ်ပိုင်းဆိုင်ရာလည်းမကောင်းတဲ့လူစောက်ယူဖြစ်တယ်ဆိုတော့ Trump ကတော့ပြောနေတယ်ဗောနော် Columbus သမရကို Metro called President Trump rude and ignorant ဒီ ကိုလံဘီယာတမရကလည်း Trump ကိုရိုင်းဆိုင်တဲ့ကောင်လုံးဝဒီတကူရေးတမားကောင်ဆိုမှပြန်ပြန်ပြောတယ်ပေါ့နော် ignorant ပေါ့နော် immunity has a first option to change Trump if not remove Trump seven us air strikes against small boats the pentagon said we're carrying တော့အခုမှတော့တင်ဘောသေးစားလေးတွေပေါ့နော်ရင်းအသေးစားလေးတွေကိုဒီမှာ10နဲ့3 4 5 6 US ကဘုံချပြလိုက်တာပေါ့နော် narcotics have killed at least 32 people who so, are dead Is the pentagon has not released in mm. at least one case colombia's president said one of those killed alejandro carranza was a fisherman when you kill someone you should know if you're not in war not in war. all right so kuka colombia's colombia's na us kuba do sa san yi ka di ma la le so le tbo ba ke ra so no သူတို့စစ်တပ်ကဘေးထဲမှာချထားလဲကြည့်ကြည့်ရအောင် put it in practical application and show you what's happening just south of us where if something crazy happened and there was amphibious assault if something crazy happened the gelo mia to sung to ko ko pike do bo no mathi ma be ne tai pwe ji pike ye di lenagri ya ri be ma tha tha ke le so na thaw ba this is what we're looking at. So the first thing I want to point out are, are, these are the assets we have there, and I just want to go over some of these. So the USS Gravely, uh, the uh, the Dunham. Let me find it here. There we go. Gravely Dunham. Uh, the, Erie and the Stockdale. So Erie and Stockdale. You can correlate them over here. Those are actually. So US money you offensive ships. Those are destroyers. Those. Are <laughs> destroyer ဖြစ်နေတယ်။ဒုံးကျည်တင်ဘောတွေကိုဖျက်ဆီးနေတဲ့ဖျက်ဖျက်ရှင်ပေါ့နော်ဖျက်တင်ဘောပေါ့နော်။ used to attack whatever we need to attack and defend ourselves. Ah. The reason why that's important is all the other ships left over the Iwo Jima, the Fort Lauderdale, the San Antonio, um, and the Minneapolis St. Paul, those are really cool. Those are some version of a ship that carries planes, helicopters, and most of okay. the naval ships are called. No, so သူရှင်းပြတာအများကြီးရှိတယ်ဒါရင်အားလုံးကဟိုဘက်မှာဂရေဒီလိုဖြစ်နေတယ်ဆိုအဓိကကမှာရှိတင်ဘောကြီးကိုတွေ့ရမလားဆို Amphibious Task Force လို့ခေါ်တယ်တင်ဘောကြီးကိုအမပင်လေကန်ချေနာမှာ Marine တာရရှိနေတယ် on the ground ထဲမှာပင်ဘောကတော့ရမယ်အဖွဲ့ရရှိတယ် the point the point နီးဗျူဟာနှစ်ခုပေါ့နော် amphibious task force those are ships i just identified the iwo jima the san antonio minneapolis st paul တော့ခုနကသူပြပြောပြတယ်ဒီ steamboat နာမည်တွေပေါ့နော်အဲ့ဒါတွေကိုအဲ့ဒီ steamboat တွေကိုလာပြီးမှပဲ marine တပ်သားတွေကိုဒီနေရာမှာခြောက်သွားမှာပေါ့နော် And then you have over here you have a marine air ground task force. This is what the marine corps does unlike anybody else. တို့ဒီနေရာမှာက marine အဓိကသူတို့က air force ကနေလာမယ် on the ground ကနေလာမယ်ပေါ့နော် What that means is they can come from the air, or they can attack you in the air and on the ground mm. from sea. That's the big thing. Is from on the sea. the ground from sea. Pin lega ne toa me on the ground ma cha me tantai khai me. Le pin bo ne cha me. Different assets the Marine Corps can do, and you put the logistics, the air wing, and the ground combat troops under one command. The smallest version of that is called Marine Expedition under one unit. Point. And this, okay. is the, this is the equipment and the people stationed on the amphibious task force boats. And what that uh real quick what that looks like. But first, I want to show you a video of what's called an LCAG, just so you get an idea. No, that guy, you know, got let you get in low light. The ghetto, yeah, top of the What's the idea of how amazing this is? That guy, MB, MB, fierce look on the other side. inflatable bladder. Um, airboats coming ashore at Camp Pendleton yesterday. Eh, Adima, Dima, sit by you, no, the အာတိုက်ခိုက်ရင်တွေပါတယ်ဗောဒီကားလိုမျိုးတိုက်ခိုက်ရင်တွေပါတယ်ဆိုတော့ဒီဒီဥစ္စာကိုခုနအတင်ပေါ်ကြီးကနေတည်ဆောင်မယ်ဒေါ်တာတွေအားလုံးကိုပီလီကန်ချင်းနာမှာရောက်မယ်စစ်သားတွေချမယ်စစ်တပ်ရင်တွေကိုချမယ်ဗောဟမ်ဟာရှိ What is happening right there is on each of those can be tanks can be troop carriers can be so tanks ဒီကိစ္စကတည်ဆောင်နိုင်တဲ့ကိစ္စက tank လည်းဖြစ်နိုင်တယ်နော်စစ်သားတွေကိုတည်ဆောင်တဲ့တိုက်ရင် 말해 시즌이 피다에 보러. To be dozens of troops. Think of what happened on Normandy, but this is coming into an island. This is coming into a rocky situation. These boats right here are amazing. Just to tell you a little bit about them, they can carry 68 metric tons of payload. They can travel miles to shore. They can get onshore. They're an airboat, and they do it really, really fast. So, the kilo miya si pwe pike miya su, no dilu miyo lo miya su madruga lo de. Miyan le miyan de, mai le mai le po coming off of those right now are some of the troop carriers, and that's what I want to get to. So if we come back over here to the board, I'll show you a little bit about it. So we have two types of troop carriers right now. We have AAVs and uh, ACVs, and that's what you're looking at right here. So this one is an ACV. It's got eight wheels, and the AV would have tracks. This one. Little less trips, but it's more agile. So what happens literally is these LSD these these different types of way of ships will be ဘာမှလည်းတင်ဖို့ကြီးစားရရှိနေတယ်ဘာလို့ dockland ship တွေပေါ့နော် in the ocean the back of them will open up and those giant airboats with these or different types of all right ဘလို့ပဲဖြစ်ဖြစ်အခုသူရှင်းပြနေတဲ့ကိစ္စကြီးကတင်ဖို့တွေ marine တပ်သားတွေအလေတက်တွေသူတို့ပြင်ဆင်မှုတွေကို step by step တစ်စင်းပြီးတစ်စင်းရှင်းပြတာပါဆိုတော့အခြေခံအဖြစ်ပြောရမယ်ဆိုရင်တော့ US ကတကယ်ပဲ Venezuela ဖက်မှာ Caribbean region မှာတကယ်ပဲကောင်းကောင်းမွန်မွန်ပြင်ဆင်မှုလုပ်ခဲ့တာဆိုတာကတက်တက်ပြနေတာပါဆိုတော့တခုဗီဒီယိုတခြားဗီဒီယိုတော့ရအောင်တခြားဗီဒီယိုကသူကလည်းဒီအရင်တုန်းကပါလေ former senior intelligent ဖြစ်နေတယ်ပေါ့နော် military planner ဖြစ်နေတယ် as a complete package so they've got naval support to be on there they come with complete package package a pinela re navy spot လေးပါတယ်မဲ navy ရဲ့ကုန်ကြီးလေးပါပါတယ် deploy of ships they've got armored vehicles that they can take on shore supported by attack helicopters supported so a kong long wa pin pin sin sin le la de they come with complete packs bo so kwa long wa di kong le yin bo wa ne la me tin bo bo wa ne la me tat ta rin le pa me armor rin le pa me le nat rin ka a song pa de plan rin ka a song phit ne de bo like fixed wing aircraft Um, and uh, they can sustain themselves for a relatively short period of time. Um, and therefore, they can be used to create a bridgehead for other troops to go through. Um, uh, I'm to domemero, Emma, a change to domemero, Nia yo, Nia yo oma. The gelo mia troop in the taringo, no. The tapian lachine, tapian peachin as an orima. Really, really, pina, or no the overall US buildup that there is in the region is significant. You know, we're seeing 10,000 plus troops deployed in Puerto Rico, US Virgin Islands. Puerto Rico, ma, US, but there's, you know, a lot of naval ships at least. A lot of naval ships, but a good Timori got me a chi, pula, and a nasal Senesila pula. A lot of US naval ships, including landing um, different landing ships and support ships. We've seen B 52 bombers. B 52 bomber, no? Um, and of course, the latest F 35B. Um, F -35. Fighters and fighter bombers um, deployed into the region, as well as some interesting. Caribbean ရဲ့ region သားမှာပဲ US ကအကုန်လုံးနေရာနေရာယူထားခဲ့တာ other funny bits of kit like the AC130 ဦးဒါတော့မပါနေတယ်ဒီဥစ္စာကြီးတော့မပါနေတယ်စစ်လက်နက်တွေ troop တွေတော့စေဝါခါအကုန်လုံးဒီဒီလေရင်ကြီးကတည်ဆိုတည်ဆောင်နိုင်တယ်ပေါ့နော် the boost riders and lots of special forces drones helicopters drone le pa ne helicopter le pa ne song anything else coming in it's all been controlled by this Marine Expeditionary Force. So it fits into a, an exercise scenario that the Americans would do in carrying out a landing operation in wow. a neighboring country where it's being destabilized to try and bring a military capability in. Landing operation, ma. So you can enhance that capability. Hey, that Roma Latina, that Roma exercise alone, eh? America, that on the ground, ma, ne ya chapu Dramatically very, very quickly indeed. Um, and the Americans are one of the few countries around the world that could do it. So, are they going to do it? What's it doing at the minute? Well, at the minute, it is posturing, it's gesturing, and sending a message. It's sending a message to Nicolas Maduro, the. US <laughs> ဖက်ကတော့ကောင်းကောင်းမွန်မွန်ပြည်စင်မှုတွေလုပ်နေတယ်။အခုနောက်ခင်ဗျားတို့တွေ့တဲ့အတိုင်းပါပဲ။အဆုံဆုံးလင်းလင်းပြည်စင်မှုလုပ်နေတယ်။တို့တကယ်လို့မှလား။ဒါပဲကြံတော့တယ်။ are they going to do it or not? ပိုင်မလာမထိုင်ဘူးလားဒါပဲကြတယ်။ဆိုသူတို့ရဲ့ target ကတော့ Nicolas Maduro ပါ။ Venezuelan president that um you that he needs to sit up and listen to what Donald Trump is asking for and Donald Trump you wants him to bring in uh, democracy back again but also to stop တော့ Trump ကဘာကိုတောင်းဆိုခဲ့လဲဆိုတော့ဒီ Nicolas Maduro က Donald Trump တောင်းဆိုတာကိုနားထောင်မလားနားမထောင်ဘူးလားဒါပဲကြတယ်။ Trump က မြန်မာနာရှင်မလုံနဲ့ဗင်နီဇိုလာမှာဒီမိုကရေစီပြန်ယူလာခဲ့တောင်းနေတယ်အာနာရှင်မလုံနဲ့ဆိုမှာထောက်ကတောင်းနေတယ်နော် number 1 number 2ကမူရီစေဝါတိုက်ဖြတ်ရေးအဲ့ဒါ actions of moving people out of the country and forcing them to go into this refugee chain no number 3 number 3ကဘာလဲဆိုတော့ဒီနီကိုလတ်မဒိုရိုကတော်တော်လေးစူးရတဲ့ဒီ ဗင်နီဇွဲလာမှာရှိနေတဲ့သူ့ကိုမကြိုက်တဲ့လူမှန်သမျှကိုတဲ့တမင်တက်တက်ကိုဗင်နီဇွဲလာကနဲ့ထုတ်ခွာခိုင်းတာတဲ့အဲ့ဒါနဲ့အမေရိကရဲ့ကြည်ပါအောင်အမေရိကရဲ့ဘော်ဒါမှာပဲအကုန်လုံးဝင်ခိုင်းတာတဲ့ဒါကူဗင်နီဇွဲလာရဲ့အတိုက်ခံပါတီကိုယ်တိုင်ကလည်းပြောတယ်ပေါ့နော်1.5 million ကိုတဲ့ဗင်နီဇွဲလာမှာလုံးဝနေလို့မရအောင် နီကိုလတ်မဒိုရာကတမင်တက်မောင်းမောင်းထုတ်တာတဲ့မောင်းထုတ်ပြီးမှ US ဘက်မှာဒီဖိုင်းတာတဲ့ဆိုတာရီအလုံးကလည်း Trump ကတောင်းဆိုတယ် Main အဲ့လိုမလုပ်နဲ့ခမည်းလူတွေကိုအမေရိကမှာလာမဖို့နဲ့ number 1 number 2ကဒီမိုကရေစီဖြစ်အောင်လုပ် number 3ကမွေးစေဝါနဲ့ရက်ဒါ Trump Trump တောင်းဆိုနေတဲ့ကိစ္စဒါရီအလုံးကို Nicolas Maduro ကမလိုက်နာဘူးဆိုတော့ခုနကျွန်တော်ပြောသည်မအရာအလုံးကလည်းလက်တွေ့မှာဖြစ်နိုင်ချေရှိပါတယ် He's, Donald Trump's words says this is invading southern United States and wants him to um, start to deal with the drug problem because you know, Venezuela should be one of the wealthiest and uh, highest living standard countries in the world. It's got the largest known oil reserve in the world. Mm. Um, and that, ဘာလို့လဲဆိုတော့ဒီဒစီရင်းနှံတွေမှာအများကြီးရှိခဲ့တာကုတုမှာပေါ့နော်ရှိပါသူတို့ခုလက်ရှိချိန်တွေမှာ Venezuela <laughs> နိုင်ငံကဘလောက်ထိစီရင်ငတ်မှတ်လာတယ်ကျွန်တော်တို့မြန်မာနိုင်ငံထက်တော့ပိုစူးနေတယ်ဒါပေမဲ့သူကတယန်ယာတယန်ဇာရနဲ့ပတ်သက်လာတော့ရန်ချမ်းတာတဲ့နိုင်ငံ The way by you know a leader who um, is letting all of this criminal activity go on in the background yeah it, it's not unusual that you find um, reaper drones being deployed at forward bases um all right so သူရှင်းပြတာတော့အများကြီးကြံသေးတယ်ပေါ့ဆိုတော့ကျွန်တော်တို့ပြချင်ကျွန်တော်ပြချင်တာကခုနအားလုံးပါပဲပေါ့ဆိုတော့ အမေရိကအနေနဲ့ဒီ Caribbean region မှာသူရဲ့စစ်အင်အားတွေချထားတာရယ်စစ်လက်နက်တွေချထားတာရယ်အပြည့်ပြည့်နဲ့ပုံများလာတယ်ဆိုဗင်နီဇိုလာဖက်ကခေါဆောင်နီကိုလတ်စ်မဒိုရာမဒိုရိုကထရမ့်ကိုဘယ်လိုတွန့်ပြမလဲဆိုတာကိုပဲကျွန်တော်တို့အောက်မြောက်ဖို့ပဲလိုအပ်ပါတယ်ဆိုတော့တကယ်ပဲအာတကယ်ပဲတိုက်ခိုက်မှာလားမတိုက်ခိုက်ဘူးလားဆိုတော့ စောင့်ကြည့်ဖို့ပဲကြံတာပေါ့နော်မြန်မာထက်တော့မစည်းရဲဘူးထင်တယ်တဲ့အကြည့်ပါခုနနေရာချက်ဗင်းနီဇိုလာကမြန်မာထက်မြန်မာမြန်မာမြန်မာထက်တော့မစည်းရဲဘူးစင်တော့မှမြန်မာနဲ့အတူတူလောက်မဖြစ်မှာဗင်းနီဇိုလာတို့ကျူဘာတို့ကပေါ်တော့အရန်အရန်စည်းရဲတဲ့ဒါပေမဲ့သူတို့နိုင်ငံကတော့အရန်ချမ်းသာတဲ့နိုင်ငံတွေပါကျူဘာရဲ့ဗင်းနီဇိုလာရဲ့ဆိုရှယ်လစ်နိုင်ငံတွေပေါ့နော် အရန်တကိကိုအရန်ကိုစင်းရတာသူတို့က documentary ကိုလေးတွားကြည့်ပါသူတို့ရဲ့ social life ကိုလေးတွားကြည့်ပါမြန်မာနိုင်ငံထက်မစင်းရရင်တော့မှမြန်မာနိုင်ငံနဲ့တန်းတူလောက်ပဲရှိပါဘူး so venezuela ကတော်တော်လေးစီးရဲပါတယ်မြန်မာကျွန်တော်တို့မြန်မာနိုင်ငံလိုဖြစ်တယ်ပေါ့ပူအခြေအနေအရဆူးတယ်ပေါ့ cuba လည်းလိုပါပဲ cuba လည်းအရင်တော်တော်လေးအခြေအနေဆူးတယ်ပေါ့ all right ဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ podcast လေးကိုအဆုံးသတ်ပါရစေဒီကိစ္စနဲ့တရင်ထူတာလေးလိုရှိနေမယ်ဆိုတော့ချက်ချင်းပဲကျွန်တော်ရဲ့ youtube မှာပဲတင်ပြပေးပေါ့ပဲပေါ့နော် ခုလိုမျိုးကြည့်ရှုအားပေးရမယ့်ဆိုရင်အားလုံးပေါ်မှာကျေးဇူးတင်တယ်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုသဘောကျတယ်ဆိုရင်တော့ subscribe လုပ်ပေးချင်အားပေးလို့ရပါတယ် thank you so much for